ဒီအရှင်အရှင်မိသားစုဟာတက္ကရာကမတွေရဆရာလေးကိုနေရာထိုင်ရင်းပေးလူချင်းအယုံဆုံးအလှူတွေကိုကတ်လူပြီးတော့ကုသိုလ်တရားတွေကိုပြုကြတယ်ပေါ့အဲ့ဒီတော့ဆရာလေးတို့ရဲ့မြတ်စွာဘုရားရှင်ရဲ့ဣဇာတရားတွေဆိုတာကအမှန်ကိုသိမြင်ရတာပါအဲ့ဒီအမှန်ကိုသိမြင်တဲ့အခါကျတော့အယူမားတွေကိုပယ်ဖျက်ပြရပါတယ်လို့နော်အဲ့တော့ဆရာလေးကဒီအိမ်မှာကိုယ်ကွယ်မှုလေးတွေပေါ်မှာသူတို့ရဲ့မာရင်းစာကိုယ်ကွယ်ထားတဲ့ဒါကပြောမယ်ဆိုရင်တော့အုံးလိပါပဲဟုတ်တယ်နော်ဒီကမာကြီးဒီကမာကြီးပြလိုက်ပါ အခုတော့ဆရာလေးကိုမိစ္ဆာလေးတွေယူဝါဒတွေကိုဆွလွတ်လိုက်ပါပြီဒါကအုံတိပါအုံတိကနတ်မဟုတ်ပါဘူးဆရာလေးတို့30တပုံရှိပါလေနတ်ပီက6ခက်ညီမဘုံက20လူဘုံကတပုံအပေက4ပုံအဲ့ဒီ30တပုံထဲမှာအုံတိနတ်ဆိုတာမရှိပါဘူးအယူမားတွေမီယိုဖလာစင်းတက်လာပြီးတော့မီယိုဖလာရဲ့ရှေရုံအစွဲတွေနဲ့အုံတိကိုနတ်လုပ်ပြီးတော့ကိုးကွယ်လာတဲ့အယူမားတွေကြောင့်ပြန်ပြီးတော့ပြောမယ်မိုးလေးတော့ရှာစားရတာကိုယ့်ဘက်ကိုစားရတာမဟုတ်ဘူး ရှာခွေလောက်ကန်ရတာကိုယ့်ရဲ့ကဲညာဝရိယနဲ့ရှာခွေတာမဟုတ်လားဒီအုံဒီကကိုယ်ဘာလုပ်ပေးနိုင်အလုတ်လာရှုပ်ပေးတာပဲရှိတယ်ကိုယ့်ရဲ့အလုတ်ရှုပ်တာအုံဒီကရှုပ်တာမဟုတ်ဘူးမိမိရဲ့မာရွေးစွာဆွဲလန်းထားတဲ့ဥပဒေညာအုံဒီကိုဝဲခေါင်းပေါင်းပေါက်နှက်ဆိုပြီးတော့ကိုယ်ွယ်ကြတယ်အယူမားတွေမဟုတ်ဘူးလားအဲ့ဒီအယူမားတွေဒီနဲ့မီယိုပလာဆင်းသက်လာခဲ့တဲ့ဆင်းသက်လာခဲ့ပြီးတော့ဆွဲထားတဲ့အမားဖြစ်တယ်အခုတော့တည်သွားပြီးတဲ့မိမိခန္ဓာကမိမိအစိုးရလို့လားမမြဲပါဘူးမိမိခန္ဓာကမြဲတာလားမမြဲတာလားမမြဲပါဘူး မိမိခန္ဓာကဘာလုပ်ပေးနေရတာလဲပြုပြင်ပေးနေရတယ်ပြုပြင်ရင်းနဲ့ဘာဖြစ်သွားတာလဲပျက်စီးသွားတာလဲအစိုးမရတဲ့အနတ္တခန္ဓာကိုယ်ခန္ဓာတော့မမြဲဘူးအရာရာတိမြဲတာရှိပါ့မမြဲပါဘူးဒါဆိုရင်အယူမှန်သွားတဲ့ခါကျတော့ဒီမိစ္ဆာဒိဋ္ဌိအယူဝါဒကိုဆရာလေးကိုစွန့်လွတ်တယ်ဆရာလေးကိုသူ့ရဲ့မိစ္ဆာဒိဋ္ဌိယူဝါဒကိုအပြီးစွန့်လွတ်လိုက်တဲ့အတွက်ကိုယ်ကွယ်မှုတွေမှားနေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးဗုဒ္ဓဘာသာတွေအားလုံး30ပုံထဲမှာမရှိတဲ့နှက်ကိုကိုယ်ကွယ်မနေပါနဲ့ ကိုယ်ကွယ်ရမှာကတော့ဖရာတရားတန်ကယန္တနာသုံးပါးသာဖြစ်တယ်။မိမိကိုယ်တော့မိမိအားကိုးရလို့မြတ်ဗုဒ္ဓကမှာခဲ့ပါတယ်။အဲ့ဒါမိမိကိုယ်ကိုမိမိဘလို့အားကိုးမလဲ။ငါးပါးသောတိလနဲ့ပြည့်စုံသောတိလတည်ပြီလေအားကိုးရ။ရှစ်ပါးသောတိလတည်ပြီလေမိမိရဲ့အားကိုးရ။မမြဲခြင်းသဘောတရားနဲ့ပျက်စီးနေသောမိမိရဲ့ခန္ဓာကလည်းမိမိရဲ့အားကိုးရမဟုတ်ဘူး။အဲ့ဒီတော့ပျက်စီးနေတဲ့ခန္ဓာဒီငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးငါအောင်စားလည်းမဟုတ်ဘူးလို့သိနေတဲ့ဉာဏ်ဒီပင်လေ မိမိရဲ့အောက်ကိုရမယ်။ကဲအားလုံးပဲဒကာဒမလို့အယူမားကိုဆုံးလွတ်လိုက်ပါသည်။အုံးသီးဆိုတာခွဲစားမှုပါ။မုတ်လောက်စားမှုပါ။အုံးသီးကနတ်မဟုတ်ပါဘူး။မိယောဗလာဆင်းတက်လာတဲ့အယူမားတွေကိုပယ်ဖြတ်လိုက်ကြပါတော့။အရှင်ဖရာအရန်အရေးကြီးပါတယ်။ဆရာလေးအုံဒီခွဲစားမယ်ဆိုပြီးလူတွေရဲ့အယူတွေကိုဖြုတ်ပေးနေတာကိုနတ်ကတော်တို့ချို့နဲ့အစွဲကြီးတဲ့လူတို့ချို့ကပြစ်ပြင် ပြောဆိုနေပါတယ်။ ဲ့ဒါကိုဆုံးမပါအောင်အရှင်ဖရာတဲ့ဦးစင်းရဲ့တပည့်လေးတယောက်ကသူ့မိဘအိမ်မှာကိုးကွယ်ထားတဲ့နှုံးသီးကို ဖြုတ်ပြီးတော့ခြေတောင်းနဲ့ကန်ချပါတယ်အဲ့ဒီလိုခြေတောင်းနဲ့ကန်ချတဲ့အတွက်ကြောင့်သူ့မိဘနဲ့စကားများပြီးရန်ဖြစ်ပါတယ်ဒီအကြောင်းအရာကိုဦးစင်းကိုရှောက်ထားပါတယ်အဲ့ဒီအခါမှာဦးစင်းကမင်းဘာလို့အဲ့ဒီလိုလုပ်တာလဲလို့မေးတဲ့အခါမှာတတိတော်မိဘတွေနှကိုးကွယ်တာကိုမကြိုက်လို့လုပ်တာပါလို့ရှောက်ပါတယ် အဲ့ဒီအခါမှာဥစဉ်ကမင်းလို့ရဲ့မှားတယ်။ဒါကြောင့်မင်းလို့ရဲ့မှားတယ်လို့ပြောရတယ်ဆိုရင်မင်းကမိမိဘကိုနှကိုးခွေတာမကြိုက်ဘူးဆိုတာကနှကိုးခွေခြင်းရဲ့အကျိုးအပြစ်ကိုတည်တည်ချာချာကြကြနာနာပြောပြရမှာ။ပြောပြနိုင်ဖို့အတွက်ကိုလည်းမင်းမှာဘ ഹു တုဒ္ဒရှိဖို့လိုတယ်။မင်းကအခုတော့အဲ့ဒီလိုပြောမပြဘဲနဲ့အကျမ်းဖတ်ပြီးကန့်ချတယ်ဆိုတော့မိမိဘကနှကိုးခွေတဲ့ဝါဒကိုမစော့တဲ့အပြင်မင်းလို့ရဲ့ကိုမှားတယ်လို့ထင်သွားပြီ။ ဒါကြောင့်မင်းတို့ရဲ့မှားတယ်လို့ဦးစင်းကပြောတာဆိုပြီးသူ့ကိုစုံမလိုက်ပါတယ်အခုလည်းပဲတိလရှင်ဆရာကြီးလည်းဒီတိုင်းပါပဲနော်မိမိကကိုယ်တိုင်လိုက်ပြီးတော့အုံဒီကိုဖြုတ်ပေးရမှာမဟုတ်ပါဘူးလက်ကူးပွဲချင်းရဲ့အကျိုးအပြစ်ကိုဖះဟောနဲ့အညီပဲကြကြနာနာပြောပြရမှာဖြစ်ပါတယ်ကိုကကြကြနာနာဖះဟောနဲ့အညီပြောပြလို့သူကလက်ခံမယ်ဆိုရင်သူ့ဘာသာသူဖြုတ်ပါလိမ့်မယ် ရမခံဘူးဆိုရင်သူ့ဘာသာသူစက်ပြီးကိုယ်ွယ်နေပါလိမ့်မယ်ဖြုတ်ချင်းမဖြုတ်ချင်းကကိုယ်နဲ့မဆိုင်ပါဘူးကိုကအကျိုးအပြစ်ကိုသာပြောပြရမှာဖြစ်ပါတယ်နော်ဒါကြောင့်ဆရာကြီးကိုယ်တိုင်လိုက်ဖြုတ်ပေးတာကတော့မှားတယ်လို့ပဲဦးစင်းကပြောချင်ပါတယ်နော်အရှင်ဖယားနိဗ္ဗာန်သွားရလမ်းကြောင်းကိုတတိယအရွယ်မှာမှကြင်ကြံလို့ရပါသလားအခုကပထမအရွယ်မှာပါဒုတိယအရွယ်မိဘကျေးဇူးဆက်ချင်ပါတယ် ယုတ်သေးလေးစားစွာမင်းမြန်းပါရစေနော်အရှင်ဖရာဖြေတော်မူပေးပါတဲ့ဒီမန့်ကလောကနိတိကျမ်းလာတဲ့စကားကိုအတူယူပြီးပြောတာပါလောကနိတိကျမ်းမှာပထမအရွယ်မှာပညာရှာဒုတိယအရွယ်မှာဥစ္စာရှာတတိယအရွယ်မှာတရားရှာလို့ဆိုထားပါတယ်လောကနိတိကျမ်းဟာဖရာဟောဒီပါတာမှန်တယ်နဲ့အလုံးကဖရာဟောမဟုတ်ပါဘူးเนาะတချို့သောအရာတွေက အဲ့ဒီလောကနိတိကျမ်းကိုရေးတဲ့သရုရင်ကဗလာအမကြီးရဲ့အာဘော်တွေပဲဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီအချက်ကတော့မှားပါတယ်။ဘာကြောင့်မှားတယ်လို့ပြောရတာလဲဆိုရင်လူဟာဘယ်နေ့ဘယ်ချိန်မှာတည်မယ်ဆိုတာမသိနိုင်တဲ့အတွက်တတိယအရွယ်မရောက်ခင်ပထမအရွယ်မှာတည်းကတည်သွားပြီဆိုတာကနိဗ္ဗာန်ရောက်ကြောင်းတရားကိုကြင်ကြံလို့ရတော့မှာမဟုတ်ပါဘူးနော်။ဒါကြောင့်တရားအလုပ်ကိုလုပ်တဲ့နေရာမှာ ပထမအရွယ်ဒုတိယအရွယ်တတိယအရွယ်ရဲ့လို့ ွေးမနေဘဲနဲ့အရွယ်၃ပါးစလုံးမှာလောကီအလုတ်ကိုလှုပ်ရင်းနဲ့နိဗ္ဗာန်ရောက်ကြောင်းလောကုတ္တရာအကျင့်ကိုလည်းကျင့်ပါလို့ပြောကျင့်ပါတယ်နော်အရှင်ဖေယားဘေးတင်ဆရာတွေကဒါလှုပ်ရင်ကောင်းတယ်မကောင်းဘူးပြောရင်ယုံတဲ့လားဖေယားတဲ့မြတ်စွာဘုရားကခြေသားယဟန်တို့ဘေးတင်သည်အစာရေစာ မရှိသောတောနဲ့ကြီးခု၍၎င်း ပျက်စီးရာပျက်စီးကြောင်းဟူ၍၎င်းဆိုအပ်ကုန်၏ဟုတိလက်ခန္ဓာဝတ်တေဝိဇ္ဇာတုံးမှာဟောကြားထားပါတယ်။အဲ့ဒါကိုကြည်တော်အားဖြင့်ဖျားရှင်သည်ဘေးဒင်ကိုအလိုမရှိဘူးဆိုတာထင်ရှားပါတယ်။ဖျားရှင်အလိုမရှိတဲ့ဘေးဒင်ကိုယုံတဲ့မယုံတဲ့ဆိုတာကတော့ဥပါဒါကိုစဉ်းစားကြည့်ပါလို့ပြောကြံပါတယ်။အရှင်ဖျားမေတ္တာတုပ်အမြဲယွရင်ဘယ်လိုအကျိုးကျေးဇူးရှိပါသလဲဖျား။ ဘီဘီနဲ့ဖြေးချပေးပါလားဖရာတဲ့မေတ္တာတုပ်အမြဲယူပြီးမေတ္တာပွားများနေတဲ့ပုဂ္ဂိုလ်တွေဟာကောင်းကျိုးရှင်မျိုးရပါတယ်အဲ့ဒီကောင်းကျိုးရှင်မျိုးကဘာတွေလဲဆိုရင်နံပါတ်1ကောင်းစွာအိပ်စက်ရခြင်းနံပါတ်2ကောင်းစွာနှိုးထားရခြင်းနံပါတ်3မကောင်းသော အိမ်မက်တို့ကိုမမြင်မရခြင်းနံပါတ်4လူတို့၏ချစ်မြတ်နိုးမှုကိုရရှိခြင်းနံပါတ်5နတ်ဘီလူစားသည့်တို့၏ချစ်မြတ်နိုးမှုကိုရရှိခြင်း နံပါတ်6နတ်တို့၏ဆောင်းရှောက်မှုကိုရရှိခြင်းနံပါတ်9အစိတ်မိဒါအစာသောလက်နက်တို့မကြောက်ခြင်းနံပါတ်8တေပြီးသည့်နောက်ဗြမပြည်သို့လာရောက်ရခြင်းဆိုတဲ့ကောင်းကျိုးရှင်မျိုးဖြစ်ပါတယ်။ဖော်ပြပါ ကောင်းကျိုးရှင်မျိုးကိုမေတ္တာတို့အမြဲယူပြီးမေတ္တာပွားများနေတဲ့ပုဂ္ဂိုလ်များရရှိခံစားရပါတယ်။ယုသေးစွာလျှောက်ထားအပ်ပါသည့်အရှင်ဖရာလူဘဝတွင်ယောက်ျားမိန်းမကွဲပြားရသော ကုသိုလ်အကုသိုလ်တရားတို့အား နားလေအောင် ရှင်းပြပေးတော်မူပါဖေရတဲ့ဒါကနှစ်ပိုင်းခွဲပြီးဖြေရမယ်နော်ပထမတစ်ပိုင်းကယောက်ျားမိန်းမကွဲပြားရခြင်းဟာကုသိုလ်ကံအကုသိုလ်ကံကြောင့်ဖြစ်တယ်ယောက်ျားဖြစ်ရခြင်းဟာကာမိတုမိစ္ဆာစာရကံကိုရှောင်ခြင်းပြီးကုသိုလ်ကောင်းမှုပြုတိုင်းပြုတိုင်းယောက်ျားဘဝကိုစုတောင်းတဲ့အတွက်ယောက်ျားဖြစ်ရတာဖြစ်တယ်ဒါကကုသိုလ်မိန်းမဖြေရခြင်းကကာမိတုမိစ္ဆာစာရကံကိုကျွလွန်ခဲ့လို့မိန်းမဖြေရတာဖြစ်တယ် ဒါကအကုသိုလ်ဒါပထမအပိုင်းဒုတိယအပိုင်းကတော့မိမဖြစ်တိုင်းလည်းပဲကာမေတုမိစ္ဆာစာရကံကိုကျူးလွန်လို့မဟုတ်ဘူးဘဝနေကန္တိကတဏှာကြောင့်ဖြစ်တယ်နော်ဘဝနေကန္တိကတဏှာဆိုတာမိမိဖြစ်တည်နေတဲ့ဘဝအပေါ်ကိုဆွဲလန်းတတ်မှတ်တဲ့တဏှာကိုပြောတာပါမိမဘဝကိုရနေတဲ့လူဟာမိမိရရှိထားတဲ့ဒီမိမဘဝကိုပဲဆွဲလန်းတတ်မှတ်ပြီးနောက်နောက်ဘဝတွေမှာလည်းပဲမိမဘဝကိုပြန်ပြီးလိုချင်ပါတယ်အဲ့ဒါကိုဘဝနေကန္တိကတဏှာလို့ခေါ်ပါတယ် အဲ့ဒီဘဝနိကန္တိကတဏှာကြောင့်လေမိမဘဝကိုရတတ်ပါတယ်ဥပမာရတောတရားအမျိုးသမီးကိုကြည့်လိုက်ပါရတောတရားအမျိုးသမီးဟာယောက်ျားဖြစ်လောက်တဲ့ကုသိုလ်ကောင်းမှုတွေအများကြီးရှိပါတယ်သို့တော်လည်းပဲမိမိဖြစ်တည်နေတဲ့မိမဘဝကိုသာတတ်မှတ်ပြီးမိမဘဝနဲ့ပဲဖရာအလောင်းကိုပါရမီလိုက်ဖြည့်ပေးကျင်တာကြောင့်မိမဘဝကိုသာစိတ်ညွတ်တဲ့အတွက်ဖြစ်လျာဘဝတိုင်းမှာမိမပဲဖြစ်ရပါတယ်နော်ဒါကြောင့်မိမဖြစ်တိုင်းလည်းပဲ ကာမေတုမိစ္ဆာစာရကံကိုကျူးလွန်လို့မဟုတ်ဘူးဘဝနိကန္တိကတဏှာကြောင့်လဲမိမဖြစ်တတ်တယ်လို့မှတ်သားထားရပါမယ်ကဲဒါဆိုရင်ယောက်ျားမိမဘာကြောင့်ကြွယ်ပြားရတယ်ဆိုတာကိုသိလောက်ပြီးထင်ပါတယ်เนาะ